Please come away. င်္ဂလာပါကျွန်မကတော့ Sony A ပါ Sensor Training Center ရဲ့ Founder and Principal ဖြစ်ပါတယ်အခုဗီဒီယိုလေးမှာကျွန်မကမျှဝေဆွေးနွေးချင်တာကတော့ကျွန်တော်ကဒီအလုပ်လုပ်ကြိုင်တဲ့အခါမှာပေါ့နော် ကိုယ်ပိုင်လုပ်ငန်းပဲလုပ်ပြီးဖြစ်စေဒါမှမဟုတ်ဒီဝန်ထမ်းပဲလုပ်လို့ပေါ့နော်လုပ်လုပ်ကြိုင်တဲ့အခါမှာဘယ်လို mindset ဘယ်လိုစိတ်ဓာတ်လေးရှိသင့်လဲဆိုတဲ့အကြောင်းကိုကျွန်မကဒီဗီဒီယိုလေးထဲမှာ mindset နဲ့ပတ်သက်ပြီးတော့မျှဝေဆွေးနွေးပေးသွားချင်ပါတယ်အဲကျမတို့က mindset လို့ပြောတဲ့အခါမှာဒီမှာနှစ်နှစ်မျိုးပေါ့နော်ကျမမျှဝေပေးခြင်းတယ် ပထမတစ်မျိုးကဘာလဲဆိုတော့ဒီကိုဝါသနာပါတာကိုပဲလှုပ်ချင်တယ်ဆိုတဲ့စိတ်ဓာတ်ပေါ့ကိုဝါသနာပါတဲ့ဟာကိုပဲငါလုံးမယ်ဆိုတဲ့စိတ်ဓာတ်အဲ့ဒီစိတ်ဓာတ်ကိုကျွန်တော်တို့ကဘာလို့လဲခေါ်လဲဆိုရင် function mindset လို့ခေါ်ပါတယ်ဆိုတော့ကျွန်တော်တို့အပြင်မှာလွတ်တွေ့ကြည့်ကြအောင်ဟုတ်ကိုဝါသနာပါတာနဲ့ကိုတကယ်အစ်စ်မွေးဝမ်းချောင်းလောက်တာနဲ့ကကြတော့အဲထပ်တူကြခဲ့ရေနော် it's okay အရန်ကောင်းတယ်အာဒါပေမဲ့ ဲ့လိုမျိုးကိုဝါသနာပါတာနဲ့အပြင်မှာလုံနေတဲ့အလုတ်ကင်တွေကထက်တူကြတယ်ဆိုတာကလည်းရှားတယ်ဆိုတော့ကျမတို့ကအဲ့လိုမျိုးမတူခဲ့သည်ရှိတော့လက်ရှိလုပ်နေတဲ့အပေါ်မှာလည်းကိုရတဲ့ဝါသနာပါတဲ့ကိစ္စတော့မဟုတ်ဘူး။ဒါဆိုလို့ရှိရင်ကိုလက်ရှိလုပ်ကင်နေတဲ့အလုပ်ကိုကျမတို့ကဘလို့ mindset လေးချိန်ပြီးတော့မှလုပ်တဲ့တည်းဆိုတဲ့အကြောင်းကိုကျမကလမ်းညွှန်ပေးခြင်းပါတယ်။ကိုလက်ရှိလုပ်နေတဲ့အလုပ်ကို စစ်လာအောင်လို့ဘယ်လိုမျိုး mindset ကိုပြောင်းလဲပြီးတော့ယူမလဲဘယ်လိုဖန်တီးယူမလဲဆိုတာကိုကျွန်မကစပြီးတော့မှမြောက်ပြီးဇင်းနေပေးသွားပါမယ်။ကိုလုံးနေတဲ့အလုပ်ကိုချင်းမြတ်လို့မှလုပ်မယ်ဝါသနာပါမှလုပ်မယ်ဆိုတဲ့ကျွန်တော်တို့ဟို function mindset အစားကျွန်တော်တို့ဒီ craftman mindset ဆိုတာလေးကိုကျွန်တော်တို့ကပြောင်းပြီးတော့မှကျင့်သုံးတက်မှာ။ဒါဆိုရင် craftman mindset ဆိုတာဘာလဲ? craftman ဆိုတဲ့အတိတ်ဘက်ကကြတော့အဲ့ဒီလိုက အလုတ်လုတ်တဲ့ခါမှာကျွမ်းကျွမ်းကျင်ကျင်တေးသေးတက်နဲ့အမှုပညာမြောက်အောင်လုတ်တဲ့လူတွေကိုကျွန်တော်တို့က craftsman လို့ခေါ်ပါတယ်ဥပမာကျွန်တော်တို့ကဗဘူးထူးတဲ့လူတယောက်ကိုကြည့်ကြည့်လားဗဘူးထူးတဲ့လူဆိုလို့ရှိရင် तू ကသူလုံနေတဲ့အလုတ်လေးကိုစံဝန်စားပြီးတော့မှအကောင်ဆုံးနဲ့လုတ်တယ်အဲသူ့ရဲ့ဒီလုံရမယ့်အလုတ်ကိုစံဝန်စားပြီးလုတ်တယ်နည်းနည်းလေးလုတ်ကြည့်လိုက် ီးတော့မှခဏရက်ကြည့်တယ်ဘာလို့သေးလဲဘာမှသွားလဲပေါ့နော်ဒေါ်လာတွေပြန်ပြင်မယ်ပို့ကောင်း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 ပြန်လုပ်တယ်ဒီလိုနဲ့သူကသူလုပ်နေတဲ့အလုပ်လေးကိုစိတ်ပါဝင်စားစားနဲ့သူ့ရဲ့အကောင်းဆုံးဆိုတဲ့အဲလက်ရာဖြစ်လာအောင်လို့စူးစမ်းနေတဲ့လူတွေကိုကျွန်တော်တို့ကခရစ်စမန်လို့ခေါ်ပါတယ်ဒီလိုမျိုးအကောင်ဆုံးစူးစမ်းနေတဲ့လူတွေကျွန်တော်တို့က Christmas mindset လို့ခေါ်တယ်။ဆိုရင်ကျွန်တော်တို့က Christmas mindset ရှိတဲ့လူတွေကသူတို့လုပ်နေတဲ့အလုပ်ကို ဝါသနာပါတိဖြစ်စေမပါတိဖြစ်စေခယူမဆိုင်ဘူးဘာအလုပ်ပဲလုပ်လို့သူတို့လုပ်နေတဲ့အလုပ်ပေါ်မှာစိတ်ရောကိုယ်ရောနေပြီးတော့မှအကောင်ဆုံးဖြစ်အောင်ကြိုးစားတတ်တဲ့လူတွေဖြစ်ပါတယ်အဲ့ဒါဒီ club mindset ရှိတဲ့လူတွေဆိုတော့အဲ့ဒီ club mindset ရှိတဲ့လူတွေကဒီလိုကြိုးစားတယ်ဆိုမှတော့သူတို့ဒီသူတို့အလုပ်ကိုအရန်ကျွမ်းကျင်လာတယ်အဲ့လိုကျွမ်းကျင်လာတဲ့အတွက်လူတွေက တို့ရဲ့ကျွမ်းကျင်မှုကိုဥပိ္ပခာမပြုရလောက်အောင်ထိတို့သည်တို့ရဲ့ကျွမ်းကျင်မှုကြောင့်ပဲတို့ကအောင်မြင်လာတဲ့လူတွေဖြစ်လာကြတယ်ဆိုတော့အဲ့လိုအောင်မြင်လာပြီးဟေးဆိုရင်လူတယောက်ကဟာ तू ကဒီသူ့ရဲ့ကျွမ်းကျင်မှုကြောင့်အောင်မြင်လာပြီးဟေးဆိုရင်နောက်ကနေဝါသနာဆိုတာကလည်းသူ့နောက်ကနေကြည့်ရဲ့လိုက်ပါလာပါတယ်ဒါကြောင့်မို့ကျမတို့က ဝါဒနာကြောင့်အောင်မြင်တာရင်ကိုအောင်မြင်မှုကြောင့်မဝါဒနာဖြစ်သွားတာဒီနေရာမှာကိုကကိုကျွန်တော်တို့ဗါလဲဆိုပြန်ပြီးတော့မှအဲတုံသက်ကြည့်ပါဆင်ခြင်ကြည့်ပါတကယ်လက်တွေ့လုပ်ငန်းခွန်မှာကကြတော့ tension mindset ဝါဒနာပါမလုပ်မယ်ဟေးဆိုလို့ရှိရင်လုပ်တရားရှားပါပါလိမ့်မယ်လုပ်ရတာခက်ခဲဖြစ်မယ်လုပ်ထဲမှာ enjoy မဖြစ်ဘူးတကယ်တော့အလုံးလုံးနေတဲ့လူတိုင်းကြည့် expansion mindset အစား craftsman mindset ကိုတာစိတ်ထဲမှာအဲအဲ့ဒီ mindset နဲ့ပဲအလုပ်လုပ်ခဲ့မယ်ဆိုရင်လုပ်တဲ့များအလုပ်တိုင်းပေါ်မှာသူဒီ really enjoy ဖြစ်ပါလိမ့်မယ်လုပ်တဲ့များကိုလည်းအဲကြွန့်ကြွန့်ချင်ချင်သူ့ရဲ့အာရုံစူးစမ်းမှုအပြည့်နဲ့ပဲအကောင်းဆုံးလုပ်မယ်ဟေ့ဆိုတော့သူ့ရဲ့စိတ်ဓာတ်ကြောင့်ပဲသူဒီအဲ့ဒီလုပ်မှာပို့ပြီးတော့မှကြွန့်ကြင်တိထက်ကြွန့်ကြင်လာလိမ့်မယ် ဲ့ဒီကျွမ်းကျင်မှုကြောင့်ပဲသူ့ကိုဝင်ဝင်များစွာရရှိတဲ့အောင်မြင်မှုများစွာရရှိတာဖြစ်ပါတယ်။ Kramer mindset နဲ့တာစူးစမ်းချမယ်ဆိုလို့ရှိရင်လက်ရှိလုပ်နေတဲ့အလုပ်ကနေလည်းလက်ရှိလုပ်နေတဲ့အလုပ်ကနေပို့ပြီးတော့မှကျွမ်းကျင်အဲထင်မြင်လာလိမ့်မယ်ဝင်ဝင်လည်းပို့ရလာလိမ့်မယ်အောင်မြင်မှုလည်းပို့ရလာလိမ့်မယ်ဒါကြောင့်မို့ကိုယ့်ရဲ့ mindset လေးတွေကို change ပြီးတော့မှအဲကိုယ့်ရဲ့အလုပ်ထဲမှာပျော်ရွှင်အောင် Kramer mindset လေးနဲ့လုပ်ကြည့်ပါလို့ဒီဗီဒီယိုလေးကနေအကြံပေးပါစေတိုက်တွန်းပါစေ ပြီးတော့ဆုံးဖြတ်ကြည့်ပြတဲ့ဒီအောင်ချင်းစီတိုင်းကိုကျေးဇူးထူပဲတင်ရှိပါတယ် See you next video. Fire, God, come on.